အင်တန်လုပ်ဖို့ပြင်ချိန်မှာပဲရည်စည်းနဲ့မျောပါသွားရတဲ့မိသားစု6ယောက်ရဲ့အဖြစ်ဆုံးအလုံးမင်းမိင်္ဂလာပါမီနျူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မကွေးတိုင်းဒေသကြီးနမမျိုးရှိရက်ခွက်အချို့မှာစက်တင်ဘာ29ရက်နေ့ညမှာစတင်ကမုတ်တီးထန်စွာရွာသွန်းပြီးချောင်းရီချမ်းဆဲချိုးကနေအိမ်များကျွတ်မျောပါမှုဖြစ်ပွားခဲ့ပါတယ်မိုးများပြီးဆဲချိုးသွားတဲ့အတွက်နှစ်ပေါင်း60အတွင်းအဆိုးရွားဆုံးသောရည်ကြီးမှုဖြစ်ပွားနေပြီးနေအချို့ရေစီးနဲ့မျောပါကမိသားစုလိုက်6ယောက်စလုံးတည်ဆုံတဲ့အထိရှိခဲ့ရတာပါ ဒါကြောင့်နမောင်မျိုးပေါ်ရက်ွက်တွေအပောင်းဝင် လေးအိမ်ရွာမဲစလီပင်ရွာစားတဲ့နမောင်ရင်ချောင်းတစ်ချောင်းရှိအနိုင်ပိုင်းနေရာတွေအားလုံးမှာရေကြီးရေမြုပ်ပြီးမိသားစုလိုက်တည်ဆောက်မှုကတော့မဲစလီပင်ရွာမှာဖြစ်ခဲ့ရတာပါမဲစလီပင်ရွာနားမှာရှိတဲ့အောင်ပန်းကျိုးဆယ်ကျိုးကြခဲ့ရာကြောင့်ဆယ်ရီရီစီစဉ်ပြီးဒီနေ့စတင်မှာ28ရက်နေ့မနက်အစောနှစ်နာရီကျော်လောက်မှာမက်စလီပင်ချောင်းပေးရှိနေအိမ်နှလုံးရေထဲမျောပါကမိသားစု6ယောက်စလုံးရေနစ်မြုပ်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ် ရေထဲပါသွားတာခုနှစ်ယောက်ကိုတစ်ယောက်ကတိတ်ကိုင်းဆွဲထားတော့အသက်ရှင်ခဲ့ရပြီးကျန်တဲ့မိသားစု600လုံးကအလောင်းကိုသာရှာတွေ့ခဲ့ရပါတယ်။တင်းတဲ့အထက်ကလေးတစ်ယောက်လည်းပါပါတယ်။ဆယ်ကလည်းအလဲကနေကြိုးကြတာလို့သိရပြီးနမောင်မြို့ပေါ်မှာဆိုရင်လေဈေးရက်ကွက်နဲ့အောင်စံရက်ကွက်တွေမှာလူတည့်ရနေပါအထိရင်းနှီးမြုပ်နေရကြောင်းဒေသလူမှုကွန်ရီရဲ့အသင်းတွေနဲ့မိသားတစ်ဖက်ကအေးပေါ်ကွန်ရီရွှေပြားမှုတွေလုပ်ပြီးနေရတာပါရင်းနဲ့မျောပါခဲ့တဲ့နေအိမ်တစ်လုံးကလူတွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ ကျန်တလုံးကမိသားစုဝင်6ဦးကိုတော့ကယ်တင်နိုင်ခြင်းမရှိခဲ့ပါဘူး။အဆိုပါမိသားစုဝင်6ဦးဟာမကြသေးခင်ကမှအိမ်အစ်ပြင်ဆင်ဆောက်လုပ်ထားတာဖြစ်ပြီး ိမ်တပ်ပွဲကျင်းပရဲ့အတွက်ရန်ကုန်မြို့မှာရှိတဲ့သာသမီမြေရီကိုပြန်ခေါ်ထားခဲ့ချိန်မှာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ရွာကအိမ်ကိုမနက်မှရောက်ညနေမှရေတက်ပြီးခုလိုဖြစ်တာလို့သိရပါတယ်။မိသားစုဝင်၆ဦးထဲမှာအမေသာသမီ၃ဦး၊သမီးဖြစ်သူရဲ့အမျိုးသားတမတ်ဖြစ်သူနဲ့မိလေး၃ဦးတို့ပါဝင်သွားတာဖြစ်ပြီးအိမ်တိုင်းမှာမကြံပါသွားခဲ့တာဖြစ်ပြီးမိသားစုဝင်၄ဦးရဲ့ဓာတ်ပေါ်ပြန်ရပြီဖြစ်ပြီး ကျန်တဲ့ဦးရဲ့ဓာတ်ပေါ်ဒီကိုတော့ရှာဖွေနေတော့လို့သိရပါတယ်။တကယ့်ကိုကန့်ဆိုးဆုံးမိသားစုလေးလို့ပြောရမှာပါပဲ။အိမ်တစ်လေးမှာမိသားစုလေးဆုံဆုံလင်လင်နေရမယ့်အချိန်မှာပဲမိသားစုလိုက်တပြိုင်တည်းတည်ခဲ့ရသလိုသူတို့ကြိုးစားရှာဖွေပြီးစောက်ခင်ရအိမ်လေးကလည်းအခုဆိုအိမ်တိုင်းပါမကြံ့ကျွမြောသွားရပြီပဲဖြစ်ပါတယ်။တည်ဆုံသွားရမိသားစုလေးလည်းကောင်းရမွန်ရာရောက်ပါစေ။နောက်ဘဝဒီလိုအဖြစ်ဆုံးနဲ့မကြုံပါစေနဲ့။အဆုံးတိကျပြီလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ အုပ်စုဖွဲ့ပြီးအနိုင်ကျင့်တဲ့တာလီကမှမှာပဲအပြစ်မှန်မသိလို့သာဝေဖန်နေကြတာလို့ထုတ်ပြောလာတဲ့ဘူတီရဲ့မိခင်ကြီးအာနုမေမင်္ဂလာပါမီနျူးချန်နယ်လီကနေပြန်လည်ကြိုဆိုလိုက်ပါအင်တာနက်လူမှုကွန်ရက်ဆာမျက်နှာတွေပေါ်မှာလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအားလုံးရဲ့ရှင်ကိုတောင်းလို့စီခဲ့တဲ့ဒေါသထွက်စီခဲ့တဲ့တစ်ချိန်တည်းမှာပဲဝမ်းနေစီခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုတက်လာခဲ့ပါ යි ။လူငယ်တယောက်ကိုသူ့ရဲ့ရွယ်တူအုပ်စုတစုက ပန်းချံတစ်ခုထဲမှာဝိုင်းဝင်းအနိုင်ကျင့်နေတဲ့ဗီဒီယိုပါပဲဒီဖြစ်စဉ်မှာအဓိကကျူးလွန်သူအဖြစ်နာမည်ကြီးနေတဲ့ဘူတီဆိုတဲ့လူငယ်နဲ့သူ့အပေါင်းပါရရဲ့လောက်ရဟာဘလို့အကြောင်းပြချက်နဲ့မှစင်ကြေပေးလို့မရတဲ့လောက်ရတစ်ခုပါလူမြင်ကွင်းကွယ်ရာမှာအားနေသူတယောက်ကိုအုပ်စုဖွဲ့အနိုင်ကျင့်တာဟာတတိမဟုတ်ပါဘူးဒါဟာယုံညံ့မှုတသက်ပါပဲဒီကိစ္စကိုကင်တွယ်ခဲ့တာက ID ပညာရှင်အလွတ်ဆုံးထကိုဝီယန်ထက်ရှိန်ပါပဲသူဟာအရင်ကနာမည်ကြီးခဲ့တဲ့အမှုတွေမှာလည်း သူ့ရဲ့စွမ်းရည်ကိုပြသခဲ့ပြီးဖြစ်တယ်လို့အခုတခါမှလည်းကျူးလွန်သူလူငယ်တွေရဲ့နောက်ကျောင်းနဲ့သူတို့ရဲ့မိဘအတိုင်းဝိုင်းအထီကိုအချက်လက်ကျကျဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးနဲ့တစ်ချိန်တည်းမှာစိတ်ပြတ်စရာအကောင်းဆုံးအချက်ကတော့ကျူးလွန်သူတွေရဲ့နောက်ပေကမိဘအတိုင်းဝိုင်းပါပဲ။ကိုဝီယန်ထက်ရှင်ရဲ့ဖော်ထုတ်ချက်တွေအရကျူးလွန်သူလူငယ်အချို့ရဲ့မိဘတွေဟာငွေကြေးချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊စိုင်းပိုင်းရှင်တွေဖြစ်နေကြပါတယ်။အဖြစ်ပြက်ပေါ်လာပြီးကစားမှ သူတို့ဟာကုသသမီးရဲ့အမအအတွက်နိနာသူမိသားစုကိုမျက်နှာချင်းဆိုင်တောင်းပန်ဖို့ဝင်လင်းနေကြကြရင်ဆိုတဲ့အချက်ပါပဲ။ပြည်သူလူရီရဲ့ဖီအာရီကြောင့်နောက်ဆုံးမှာတော့ဘူတီလို့ခေါ်တဲ့ကျူးလွန်သူလူငယ်ရဲ့မိဘတွေကနိနာသူထံသွားရောက်တောင်းပန်ခဲ့တယ်လို့သိရပါပဲ။ဝီယန်ထက်ရှိန်ကဒီရန်ပွဲအစကတော့အသက်၁၄နှစ်အရွယ်ဘူတီရဲ့ချစ်သူကသူ့ကိုနိနာသူကောင်းလေးကအတင်းပြောပါတယ်ဆိုပြီးရန်တိုင်လို့ဒီပြဿနာဖြစ်ခဲ့တာဖြစ်ကြောင်းပြောလာတာဖြစ်ပါပဲ။ဒါပေမဲ့လည်းဘူတီရဲ့မိခင်ဖြစ်သူကတော့ သားသမီးကိုနောက်မလောက်အောင်မဆုံးမတဲ့အပြင်သူ့သားမှာအပြင်းမရှိကြောင်းနဲ့လက်ပါမိရာကြောင့်လုံမီရဲ့သားကိုစိတ်မဆိုးဘူးလို့လည်းဆိုပိုင်။ကျွန်မသားလေးရဲ့ကိစ္စအဖြစ်မှန်ကိုအမှန်တကယ်မသိခဲ့ပါဘူး။အိန္ဒိယအသားအလန်းထိတ်သွားမယ်ဆိုပြီးပဲပြောပြီးထွက်သွားတော့ကျွန်မလည်းရန်ဖြစ်လာမှမသိခဲ့ဘူး။အွန်လိုင်းပေါ်တလာမှာအဖြစ်မှန်ကိုသိရှိခဲ့ရတာပါ။ဒါနဲ့ကိုသားလေးကိုမေးချိန်မှာလဲသားလေးကြိုက်နေကောင်မလေးကခံရတဲ့ကောင်လေးနဲ့အရင်ဖြစ်တာပါ။နောက်တော့သားလေးနဲ့ကြိုက်သွားတဲ့အချိန်မှာအဲ့ကောင်လေးကတပုတ်နေလွင်ပြောလို့ချိန်ထိုးကြတာပါ။ တယောက်တယောက်အရင်ထိုးကြတာပါအုပ်စုဖွဲ့ပြီးအနိုင်ကျင့်တာလည်းမဟုတ်ပါဘူးတယောက်တယောက်ထိုးကြရင်ကနေနောက်မှသားတငယ်ချင်းတွေကပါရောက်ပြီးမေးကြရင်ကနေအကြောင်းဆောင်တီးသွားပြီးသူတို့ပါနောက်မပြောအောင်သူတို့ပါနောက်မပြောအောင်ပြောရင်ကနေအခုလိုအုပ်စုဖွဲ့အနိုင်ကျင့်တယ်လို့ဖြစ်သွားတာပါဒါကလည်းတားလေးအမှမဟုတ်ပါဘူးကုကောင်မလေးကိုကာကွယ်ပြီးလုပ်မိရပါဒါပေမဲ့လူတချို့ရဲ့ထင်မြင်ချက်တွေကိုအပြစ်မမြင်ပါဘူးကိုယ်သားဆိုလဲထင်မြင်မိမှာပါပဲအပြစ်မှန်ကိုသိရင်တော့အားလုံးကသားလေးကိုနားလည်ပေးကြမှာပါ အဲ့မှာထုတ်ပြီးတော့တာလီကခံရသူကောင်လေးကိုလည်းသူစိတ်လွတ်သွားတယ်လို့ဖြစ်လို့ဆိုပြီးပြန်တောင်းပန်ပြီးမုတ်တီကျွေးအေးအေးတိုက်ပြီးအီစီပဲပြန်ခဲ့ကြတာပါဒါပေမဲ့တစ်ဖက်ကအမားကတောင်းအလွန်ဖြစ်သွားခဲ့ရတယ်ဆိုပြီးဘူတီယမ်မီခင်ဖြစ်သူကအင်တာဗျူးမှာဖြေလာတာပါနောက်ပြီးနောက်နောက်လေးဒီလိုအမားမျိုးမလုပ်တော့ပါဘူးဆိုပြီးဘူတီကလည်းတောင်းပန်လာခဲ့ရပါဒါပေမဲ့လည်းတာသမီကိုမဆုံးမတဲ့အပြင်ခံရတဲ့သူဘက်ကိုတစ်ဖက်စီနေမကောင်းပြောတာဖြစ်ပြီးတောင်းကိုအပြစ်မမြင်တာကြောင့်လူပြောစရာဖြစ်လာခဲ့တာပါ ဒါကြောင့်လည်းမိဘတွေအနေနဲ့ကိုယ်သားသမီးကိုငွေကြေးပြည့်စုံအောင် ထားပေးရုံနဲ့မိဘဝတ္တရားမကြေပါဘူးအမားအမှန်ကိုဝေဖန်ပိုင်းခြားတတ်အောင်သူတစ်ပါးအပေါ်လေးစားသမှုရှိအောင်ကုလုပ်ရဲ့အတွက်တာဝန်ယူတတ်အောင်သင်ကြားပေးဖို့ကအရေးကြီးဆုံးပါလူငယ်တွေအနေနဲ့လည်းဆိုရှယ်မီဒီယာမှာမိုက်ပြရုံကြမ်းပြရုံနဲ့လူတော်တယောက်အထင်ကြီးစရာကောင်းတဲ့လူတယောက်ဖြစ်လာမှာမဟုတ်ပါဘူးတကယ်တမ်းမိုးရှိရဲ့လူဆိုတာကိုယ့်ရဲ့အရေးအချင်းကိုယ့်ရဲ့အကျင့်စာရိတ္တနဲ့ပဲတိုက်တာတာပါ အနိုင်ကျင့်ခြင်းဟာဘယ်တော့မှမမိုက်ပါဘူးလူကြီးတွေအနေနဲ့ဒီလိုမတရားမှုတွေကိုမြင်တွေ့ရတဲ့အခါမှာမျက်ကွယ်မပြုတ်ပဲနင့်နာသူဘက်ကနေရက်တီပေးရပါမယ်ပရိသတ်တို့ကရောတာမမကြောင့်လည်းအဖြစ်မှန်သိရင်ခွင့်လွတ်ကြမှာပါဆိုရဲဘူတီရဲ့မိခင်အပေါ်ဘယ်လိုမြင်ကြလဲမိမိရဲ့အမြင်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အင်တာလုတ်ဖို့ပြန်ချိန်ပါပဲရည်စည်းနဲ့မျှောပသွားရတဲ့မိသားစု6ယောက်ရဲ့အဖြစ်ဆုံး အားလုံးမင်္ဂလာပါမီနျူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မကွေးတိုင်းဒေသကြီးနမမျိုးရှိရက်ခွက်အချို့မှာစက်တင်ဘာ29ရက်နေ့ညမှာစတင်ကမိုးတီးထန်စွာရွာသွန်းပြီးချောင်းရီချမ်းဆဲကျိုးကနေအိမ်များကျွတ်မျောပါမှုဖြစ်ပွားခဲ့ပါတယ်မိုးများပြီးဆဲကျိုးသွားတဲ့အတွက်နှစ်ပေါင်း60အတွင်းအဆိုးရွားဆုံးသောရည်ကြီးမှုဖြစ်ပွားနေပြီးနေအချို့ရေစီးနဲ့မျောပါကမိသားစုလိုက်6ယောက်စလုံးတည်ဆုံတဲ့အထိရှိခဲ့ရတာပါ ဒါကြောင့်နမောင်မျိုးပေါ်ရက်ွက်တွေအပောင်းဝင် လေးအိမ်ရွာမဲဇလီပင်ရွာစားတဲ့နမောင်ရင်ချောင်းတစ်ချောင်းရှိအနိုင်ပိုင်းနေရာတွေအားလုံးမှာရေကြီးရေမြုပ်ပြီးမိသားစုလိုက်တည်ဆောက်မှုကတော့မဲဇလီပင်ရွာမှာဖြစ်ခဲ့ရတာပါမဲဇလီပင်ရွာနားမှာရှိတဲ့အောင်ပန်းကျိုးဆယ်ကျိုးကြားခဲ့ရာကြောင့်ဆယ်ရီရီစီစဉ်ပြီးဒီနေ့စတင်မှာ28ရက်နေ့မနက်အစောနှစ်နာရီကျော်လောက်မှာမက်ဆလီပင်ချောင်းပေးရှိနေအိမ်နှလုံးရေထဲမျောပါကမိသားစု6ယောက်စလုံးရေနှိမ့်မြုပ်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ် ခြေထဲပါသွားတာ9ယောက်ကိုတယောက်ကတိတ်ကိုင်းဆွဲထားတော့အသက်ရှင်ခဲ့ရပြီးကျန်တဲ့မိသားစု600လုံးကအလောင်းကိုသာရှာတွေ့ခဲ့ရပါတယ်။တင်းတဲ့အထက်ကလေးတယောက်လည်းပါပါတယ်။ဆယ်ကလည်းအလဲကနေကျူးကြတာလို့သိရပြီးနမောင်မြို့ပေါ်မှာဆိုရင်လေဈေးရက်ကွက်နဲ့အောင်စံရက်ကွက်တွေမှာလူတည့်ရနေပါအထိရင်းနှီးမြုပ်နေရကြောင်းဒေသလူမှုကူညီရေးအသင်းတွေနဲ့မိသက်တပ်ဖွဲ့ကအရေးပေါ်ကူညီရွှေ့ပြောင်းမှုတွေလုပ်ပေးနေရတာပါရင်းနဲ့မျောပါခဲ့တဲ့နေအိမ်တလုံးကလူတွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ ကျန်တလုံးကမိသားစုဝင်6ဦးကိုတော့ကယ်တင်နိုင်ခြင်းမရှိခဲ့ပါဘူး။အဆိုပါမိသားစုဝင်6ဦးဟာမကြသေးခင်ကမှအိမ်အစ်ပြင်ဆင်ဆောက်လုပ်ထားတာဖြစ်ပြီး အိမ်တပ်ဖွဲ့ကျမရဲ့အတွက်ရန်ကုန်မြို့မှာရှိတဲ့သာသမီမြေရီကို ပြန်ခေါ်ထားခဲ့ချိန်မှာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ရွာကအိမ်ကိုမနှက်မှရောက်ညနေမှရေတက်ပြီးခုလိုဖြစ်တာလို့သိရပါတယ်။မိသားစုဝင်၆ဦးထဲမှာအမေသာသမီ၃ဦး၊သမီးဖြစ်သူရဲ့အမျိုးသားတမတ်ဖြစ်သူနဲ့မိလေး၃ဦးတို့ပါဝင်သွားတာဖြစ်ပြီးအိမ်တိုင်းမှာမကြံပါသွားခဲ့တာဖြစ်ပြီးမိသားစုဝင်၄ဦးရဲ့ဓာတ်ပေါ်ပြန်ရပြီဖြစ်ပြီး ကျန်တဲ့ဦးရဲ့ဓာတ်ပေါ်ဒီကိုတော့ရှာဖွေနေတော့လို့သိရပါတယ်။တကယ့်ကိုကန့်ဆိုးဆုံးမိသားစုလေးလို့ပြောရမှာပါပဲ။အိမ်တစ်လေးမှာမိသားစုလေးဆုံဆုံလင်လင်နေရမယ့်အချိန်မှာပဲမိသားစုလိုက်တပြိုင်တည်းတည်ခဲ့ရတယ်လို့သူတို့ကြိုးစားရှာဖွေပြီးစောက်ခင်ရအိမ်လေးကလည်းအခုဆိုအင်တိုင်းပါမကြံ့ကျွမြောသွားရပြီပဲဖြစ်ပါတယ်။တည်ဆုံသွားရမိသားစုလေးလည်းကောင်းရမွန်ရာရောက်ပါစေ။နောက်ဘဝဒီလိုအဖြစ်ဆုံးနဲ့မကြုံပါစေနဲ့။အဆုံးတိကျပြီလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။